ရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ NMD Channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ Channel လေးကနေပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာပရိသတ်ကြီးတို့နားဆင်နိုင်ဖို့အတွက်စာရေးသူထမန်တောင်ကိုရေးသားထားတဲ့စောရမင်းခေါင်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့စောရမင်းခေါင်ဖန်းစည်းခံလီပြီးဆိုတဲ့ဇာတ်လမ်းလေးကိုပရိသတ်ကြီးတို့ကနားဆင်ရမှာပဲဖြစ်ပါတယ်ရှင်။ လောကကြီးဟာအပြစ်ရှိတဲ့သူတွေကိုချက်ချင်းဓမ္မခတ်သေးပဲနဲ့သူတို့လုံလူရာမကောင်းမှုကိုအပြစ်အဝလှုပ်ဆောင်ဖို့ရအခွင့်အရေးပေးတတ်ပါတယ်။ဒါဟာဘာနဲ့တူတယ်လဲဆိုတော့တန်းဖြစ်ထိုးထားတဲ့ဝလုံးငယ်လိုပဲ။တန်းထိုးခံရတဲ့ဝလုံးငယ်ကမိုးဆက်မိုးပေါက်တွေကိုလက်ခံယူတယ်။ဖုံအညစ်အကြေးတွေကိုလက်ခံယူတယ်။သူလက်ခံယူသည်များကသူ့အတွက်ယူပါများရင်ထိခိုက်လာမယ်ဆိုတာသူမသိတယ်လို့ပဲ။သူလက်ခံယူထားတဲ့အညစ်အကြေးတွေများလာရင်တော့ အဲ့ဒီဝလုံးငယ်ဟာသူ့ရဲ့လက်ခံမှုကတံပြန်မှုကိုတစိမ့်စိမ့်နဲ့ခံစားလာရပြီးတော့ဆွေးမြေ့ပိုးထိုးခံရပါတော့တယ်။နောက်ဆုံးဝင်ပြီလာရပြီးတော့ကြိုးကြခြင်းကိုခံရတော့တယ်။ကြိုးကြပြီးရဲ့နောက်မှာတော့အဲ့ဒီရဲ့ဝါငယ်ကအစနာတော့မကြံအောင်ပျောက်ဆုံးဖို့တပြေးပြေးနဲ့ဆွေးမြေ့ခြင်းကိုထပ်မံခံစားရပြန်တယ်။နောက်ဆုံးမှာတော့ပျက်စီးခြင်းကိုအလုံးစုံခံစားရပြီးတော့ပျောက်ကွယ်သွားရပါတော့တယ်။ တရားသဘောနဲ့ကြည့်ရင်တော့ဒါဟာမြတ်ဗုဒ္ဓရဲ့ဟောကြားရာဖြစ်ချင်းပြက်ချင်းသဘောတရားရဲ့ပေါ့တစ်ဖက်ကကြည့်ရင်တော့ကိုကိုယ်တိုင်လက်ခံယူမိရဲ့မကောင်းမှုဝင်နေမဖြစ်စည်းခင်ချိန်မှာဘာမှမဖြစ်သေးပေမဲ့ခန္ဓာဝင်ကိုကြုံလုံလက်ခံမိရဲ့ချိန်မှာတော့ဖိဖိစီစီဖြစ်လာပြီးတော့တံပြန်တက်ရောက်မှုအကျိုးကိုခံစားရလာတယ်ပေါ့အခုလေမင်းကောင်ရဲ့အပေါ်ဂျေစုတရားမထောက်ထားပေနဲ့စီးခတ်လို့ရုံမာခဲ့တဲ့သူဗမင်းဟာသူလိုချင်တဲ့ဓာတ်စီရင်ပရပိုက်ကိုအရယူပြီးတော့ လူကျွတ်စွာနဲ့ထွက်သွားနိုင်ပေမဲ့စီးခက်ခံရပြီးတော့ကြံရစ်သူမင်းခေါင်ကတော့အတန်နဲ့အတူတူမျက်နာစီကိုအေးဆက်နေတဲ့ရေတွေလုံးလုံးထွေထွေထိပါလာတော့မှမင်းခေါင်တရားအလန့်တကြားဖြစ်ကောင်ဝုန်းကနေထထိုင်လိုက်မည်။ထိုင်ပြီးပြီးချင်းမှပင်မင်းခေါင်သူ့ရှေ့စီမှာရှိနေတဲ့ယူနီဖောင်းဝတ်ထားတဲ့ပလိတ်ကို မြင်လိုက်ရပြီးတော့ဆက်ကနေထခုံဖို့ကြိုးစားလိုက်တယ်။မင်းခေါင်ထခုံလို့မရပါဘူး။တန်နဲ့မာကျောတဲ့အရာတို့ရဲ့ရိုက်ခတ်တန်နဲ့အတူတူ မင်းခေါင်စီယာအာမေရိတန်ကရှေ့စင်နောက်စင်ထွက်ပေါ်လာတယ်။မင်းခေါင်အန်အောစိမ့်နဲ့သူ့ကိုယ်သူပြန်လေစမ်းစစ်ကြည့်တော့ခြေထောက်နဲ့လက်တွေစီမှာတန်ခွင်းနေတန်ကျူးတွေနဲ့ရစ်ပတ်တုံအောင်ထားတာကိုမြင်ရတယ်။သူရဲ့ကောင်းကြီးနိုးလာပြီပေါ့။ဘဲနဲ့လေအဲ့ရတာအေးရောဝါရဲလား။အန်အောစိမ့်မကုံသေးတဲ့မင်းခေါင်ရဲ့မျက်နှာစီကိုတိတိဆိုင်ဆိုင်ငုံကြည့်ပြီးတော့ပြောလာတဲ့သူပလိတ်အရာရှိတယောက်။ခမရတို့ကျုပ်ကိုဘလို့မြတ်ဖမ်းမိခဲ့တာလဲ။ စေးရှိန်ကြောင့်မင်းခေါင်ရဲ့ခေါင်းထဲစီမှာဗလာကျင်းနေရဲ့ဒါကြောင့်သူအဖမ်းခံရတဲ့ပုံကိုတိကျင်စိတ်ပြင်းပြစွာနဲ့မေးလိုက်လေတယ်ဒီရဲ့မေးခွန်းကြောင့်တစ်ဖက်ကပလိတ်အရာရှိကသဘောကျပြီးတော့ရီမောလိုက်ကတကယ်ကိုဒိတ်ဒိတ်ကျဲတဲ့လူမိုက်တရိုမှာတယောက်တည်းနဲ့အများကြီးတက်နိုင်ခဲ့တဲ့သူရဲကောင်းကြီးဆိုတော့မေးခွန်းကိုဖြေပေးပါမယ်တိကျင်လို့မေးတာပါခနဲ့ရဲ့စကားမဆိုဘဲနဲ့ယောက်ျားဆန်ဆန်ပဲဖြေပေးပါ ဖြေပေးပါမယ်။သူရဲ့ကောင်းကြီးကိုကျုပ်တို့ကချက်ကလေးငက်ကလေးဖမ်းတယ်လို့လွယ်လွယ်ကူကူပဲဖမ်းခဲ့ကြတာပါ။အစကတော့သူရဲ့ကောင်းကြီးလိုလူအများကြီးကိုတယောက်တည်းတတ်နိုင်တဲ့သူကိုဖမ်းဆီးဖို့အတွက်သိတ်ကိုခက်ခဲခဲ့မယ်လို့ထင်ခဲ့ကြတာ။ဒီလောက်လွယ်ကူမယ်လို့တော့မထင်ခဲ့မိကြဘူး။တစ်ဖက်ကပလိယာရှိရဲ့အပြောကြောင့်မင်းခေါင်ခနဲ့ပြုံပြုံးလိုက်မိ။ခမရယောက်ျားအရင်အမှပလိယာရှိတယောက်လှုပ်နေပြီ။မိမဆန်ဆန်ခနဲ့စကားပြောရတော့သိတ်သဘောတွေ့ရဲ့ပုံမင်းနော်။ မင်းခေါင်ရဲ့အပြောကြောင့်တဖက်ကပလဲအရာရှိဟာမခံချိမခံတာဖြစ်သွားပြီးတော့မင်းခေါင်ကိုရိုက်နှက်ဖို့အတွက်လက်ကိုရွှဲလိုက်တယ်။ကိုတက်လူခမ ्या သူ့ကိုမရိုက်နဲ့။အနောက်ပါစီယာတားမြစ်တန်းအတန်လာယာကိုမင်းခေါင်ကြည့်လိုက်ပြီးတော့ကိုအင်းကြီးပေါင်းမီရှင်နဲ့တကလက်အုပ်ထုပ်ကိုစောင်းထားတဲ့သူတယောက်အရှိကိုတိုးထွက်လာတာကိုတွေ့လိုက်ရတယ်။ခမ ्या ကဘာတူလဲ။ကျုပ်ကအိုင်ပီထုံးမောင်ပါ။အိုင်ပီထုံးမောင် မြမပြည်အထက်ပိုင်းဟာအမှုလိုက်ရာမှာနာမည်ကြီးတဲ့သူတယောက်ပဲခမားနာမည်ကိုကြားဖို့ပါတယ်ဂျေစုတင်ပါတယ်ကိုတက်လူဒါနဲ့ဒီတရခန်နဲ့ခမားနေရပတ်သက်မှုမရှိဘူးထင်ပါတယ်ကျုပ်အမှုစစ်နေရဲ့ခမားဘေးစီကိုဖယ်နေလိုက်ပါဒီတရခန်ကျုပ်နဲ့တိတ်ပတ်သက်တာပေါ့ဗျာတက်လူဆိုတဲ့သူပလေးအရာရှိရဲ့အပြောကြောင့် IP ထုံးမောင်းဆိုတဲ့သူဟာချက်ချင်းတုံ့ပြန်ပြောဆိုလိုက်ပြီးတော့ သူ့ရဲ့အိတ်တရာဆာရွက်တရွက်ကိုထုတ်ယူလိုက်လေကပလိအရာရှိတက်လူစီကိုကမ်းပေးလိုက်တယ်။ပလိအရာရှိတက်လူကစာအုပ်ဖြီးပြီးတော့ဖတ်လိုက်ချိန်မှာတော့မျက်နှာကွက်ခနေပြတ်သွားလေကခမားနဲ့ပလိမင်းရာထိုးမောင်ဆိုတဲ့သူကခေါင်းကိုညှိလိုက်တယ်။ဟုတ်တယ်ကိုတက်လူကျုံနဲ့ခမားတို့ရဲ့ပလိမင်းကြီးကအရင်ကလေးကခင်မင်ဘူးပီးသားပါ။ခေါင်းမော်နဲ့ဆက်ဆံရေးတခုရှိကြတယ်။ဟာခင်မင်တိုင်းဆက်ဆံရေးခေါင်းမော်တိုင်းဒီလိုလုပ်လို့ရမလားဗျ။ဒါကအမှုစစ်နေတာ။ ဒါရီမလိုအပ်ဘူးလေပလိအရာရှိတက်လူကရှူးရှူးရှရှဖြစ်သွားပြီးတော့ပြောလိုက်တော့ထုံးမောင်ဆိုတဲ့သူကခက်ပြုံးပြုံးဖြစ်သွားတယ်ဒါဖြင့်ခမားလေးအမှုစစ်ရာမှာလူအပ်တာကိုယောက်ျားဆန်ဆန်တက်တက်ပြောပြီးတော့စစ်ပေါ်ဗျဘယ်နဲ့ကြောင့်လူတစ်ဖက်သားကိုထိကပားရှိကပားပြောပြီးတော့အမှုစစ်နေရတာလဲတစ်ဖက်ကပြန်ပြောမှဘာကြောင့်ခြေပါလက်ပါဖြစ်ချင်ရတာလဲဘာပလိအရာရှိတက်လူဘာတလုံးသာပြန်ပြောနိုင်တော့တယ် IP ထုံးမောင်ပြောတာတွေအားလုံးကအခုနကသူလှုပ်ဆောင်ခဲ့တဲ့အရာတွေလေ IP ထုံးမောင်ကတော့ခက်အေးအေးပဲစီလေးတလေးကိုထုတ်ပြီးတော့မင်းကြီးဖွာဆိုင်လိုက်လေပြီးတစ်ဆိုင်နှစ်ဆိုင်ဖွာလိုက်ကကျုပ်ဒီနေမီမှာအခုခမားနဲ့ကျုပ်လိုမျိုးအခြေတင် ပြောရမယ့်အဖြစ်တွေရှိလာနိုင်တာဆိုတော့ဒီကိုရောက်ရောက်ချင်းမှာပဲနေရာစုံကို ဝင်ထွက်ပြီးတော့ဒီကကိုမင်းခေါင်ကိုဖမ်းဆီးနိုင်ဖို့ရာအတွက်ပလိမ့်မင်းကြီးစီမှာအခွင့်တောင်းခံခဲ့လိုက်တယ်ခမားတိအောင်ဖြည့်ဆွက်ပြီးပြောရမယ်ဆိုရင်တော့ ဒီကကိုမင်းခေါင်ဟာကျုပ်နယ်မှာဖြစ်ခဲ့တဲ့ကိစ္စအတွက်အဓိကတန်တရားရှိသူဖြစ်နေ။အဲအကြောင်းကျုပ်ကရောက်ရောက်ချင်းမှာပဲပလိမင်းကြီးစီကိုအရင်ဆုံးဝင်ပြီးတော့အခွင့်တောင်းခဲ့တာပါ။ခမရကျုပ်စကားကိုမယုံကြည်ဘူးဆိုရင်တော့ခမရအထက်လူကြီးရဲ့စကားကိုပါပယ်ရှားသူဖြစ်သွားလိမ့်မယ်နော်။ပြီးတော့ခမရရဲ့စကားအရာစာအုပ်လည်းခမရဖတ်ပြီးပြီဆိုတော့ကျုပ်နဲ့ဒီကကိုမင်းခေါင်တက်ဆိုင်မှုရှိမရှိသိမိလောက်ရောပေါ့။ပလိအရာရှိတက်လူဘာမှပြန်မပြောနိုင်တော့ဘူး။ ပလိမ့်မင်းကြီးရဲ့အမိန့်ကိုလွန်ဆန်ပြီးတော့သူဆက်လုပ်မိရင်ထောင်နှန်းဆန်ရမယ့်ကိန်းရှိနေပလိမ့်အရာရှိတက်လူဂျိနတ်ပုံမရပေမဲ့အနောက်ကိုတော့စုပ်ဖေးလိုက်ပြီးအားလုံးပဲထွက်သွားပြီးကြပါ IP ထုံးမောင်ရဲ့စကား IP မင်းခေါင်ကနေကံမဟုတ်ပေမဲ့သူတို့ရဲ့နေကိုပိုင်တဲ့ပလိမ့်မင်းကြီးရဲ့လူကံတရားဆိုတော့ဘသူကမှအတုမတက်ရဲကြောင်းတက်လူအပါအဝင် အကုန်အပြင်ကိုထွက်ပြေးကြတယ်ကိုမင်းခေါင် IP ထုံးမောင်ကလေတန်အေးအေးနဲ့အခေါ်ပြူလာတော့မင်းခေါင်လည်းတီတီငိမ့်ငိမ့်မောကြည့်လိုက်တယ် ခမားလိုလူတယောက်ကိုအခုလိုတန်ကျိုးခက်ရက်သားနဲ့မြင်နေကြတာကြုံစိတ်မကောင်းပါဘူး။ IP ထုံးမောင်စကားဆက်ပြောလာတဲ့အထိမင်းကောင်ကတုံ့ပြန်စကားတခုံးမှမဆိုသေးဘူး။လားရမတူတူမှုစကားပြန်မဆိုတာဖြစ်မယ်လို့ယူဆက IP ထုံးမောင်ပြုံးလိုက်လေတယ်။ကိုမင်းကောင်ကျုပ်ကခမားမြင်နေတယ်လို့သူတို့ရဲ့ဘတ်တော်သားဆိုတာမှန်ပါတယ်။ဒါပေမဲ့ကျုပ်ရဲ့အတွင်းစိတ်မှာတော့အမှန်တရားကိုပုံမျက်နှိုးတက်တယ်။ပြီးတော့ကျုပ်ကမျိုးချစ်စိတ်တက်ပြင်းထန်တယ်။ ခမားကျုပ်ကိုယုံကြည်လို့ရပါတယ်။ IP ထုံးမောင်ရဲ့ဒီတစ်ချိန်စကားကိုတော့မင်းခေါင်သဘောကျပြီးရောရည်လိုက်တယ်။ကျုပ်ကကျုပ်ရဲ့အရှိတရာအမှန်တိုင်းပြောပြတာပါ။ကဲပါ။ကျုပ်ခမားကကနနသိအောင်လို့တရားပြောပြမယ်ကိုမင်းခေါင်။ခမားလုပ်ခဲ့တဲ့အမှုတိုင်းကိုကျုပ်အလွန်အမင်းစိတ်ဝင်စားမိရဲ့။ချစ်တီးမြင့်တင်ဥပစီပြီးတော့မကြသေးခင်ကမှဖြစ်ပျက်ခဲ့တဲ့မြာမင်းမူနဲ့ကျော်ဟိုးတို့ကိစ္စ အိုင်ဘီထုံးမောင်ကစကားကိုခဏရက်ပြီးတော့စိတ်ဓာတ်ကိုမမတ်မမောဖွာဆိုင်နေလိုက်ပြန်တယ်။အခန်းထဲစီမှာအမောင်ရိတ်တရာတိတ်သေးချင်းမရှိပေမဲ့မှုံကြီးဝေဝါးလိုနေပါတယ်။အိုင်ဘီထုံးမောင်ဖွာဆိုင်လိုက်တဲ့စိတ်ဓာတ်မိခိုးငွေတွေက အခန်းတွင်းမှာဝေဝဲနေလေရဲ့။မင်းခေါင်ကအိုင်ဘီထုံးမောင်ကိုမမိတ်မတုံကြည့်ရင်ရှိနေရဲ့။ဒီအမှုတွေအားလုံးမှာချစ်တီးမြင့်တင်ကိစ္စအလွဲပြီးတော့ကျန်တဲ့နှမှုမှာခမည်းတယောက်ထဲနဲ့လူပေါင်းများစွာကိုတက်ဖြတ်ခဲ့တယ်။ မင်းခေါင်ဟာအိုင်ပီထုံးမောင်ကိုမမိတ်မတုံကြည့်ရင်းနဲ့ရှိနေဒီမှုတွေအားလုံးမှာချစ်တီးမြင့်တင်ကိစ္စအားလွဲပြီးတော့ကြံနေနှမှုမှာခမားတယောက်ထဲနဲ့လူပေါင်းများစွာကိုတက်ဖြတ်ခဲ့တယ်ဒီမှုတိုင်ဆွဲချက်တင်ရင်တော့ခမားဆက်တိုင်စီကိုချွင်းချက်မရှိတက်ရမှာတေးကြနေရဲ့ကိုမင်းခေါင်ကျုပ်တော်ဖြင့်ခမားလိုလူရှာရှာပပလူတယောက်ကိုသူတို့ရဲ့လက်ထဲစီမှာမတည်စေလို့မင်းခေါင်ဟာအိုင်ပီထုံးမောင်ရဲ့စကားတွေကို နားထောင်ရင်းနဲ့သွေးအေးတည်ငြိမ်လို့နေတယ် ဘာမှပြန်ပြောဖို့လည်းအစီအစဉ်ရှိမနေဘူး။ IP ထုံးမောင်ကလည်းမင်းခေါင်ရဲ့အခြေအနေကိုအကဲခတ်နေမိတာမို့ရိတ်စားမိလိုက်တယ်။ခမ ्या ကျုပ်ကိုဒီရဲ့အခြေအနေနဲ့စကားတခုံးမှလာပြောမယ်မဟုတ်ဘူးဆိုတာကျုပ်သိရကိုမင်းခေါင်။ခမ ्या ကကျုပ်ထက်အသက်အာဖြင့်ငယ်ပါတယ်။ဒါပေမဲ့ကျုပ်ခမ ्या ကိုလေးစားတယ်။ခမ ्या ကမကောင်းတဲ့သူကိုပဲတီးတန့်ရွေးချယ်ပြီးတော့တုတ်တင်နေတာကိုကျုပ်မြင်မိရဲ့။ခမ ्या လိုလူကမကောင်းတဲ့သူတွေအတွက်တော့တည်မင်းမယ်။ကောင်းတဲ့သူတွေအတွက်တော့ခမ ्या ကလူကောင်းတယောက်ပါ။ အားကြောင့်ကျုပ်ခမောက်ဒီကနေကဲထုံမယ်။မင်းခေါင်ဟာရီလိုက်ပါတယ်။ပြီးတော့ IP ထုံးမောင်ကိုစစ်စစ်ကြည့်လိုက်ကခမောက်ကဲတင်မှကျုပ်ဒီကနေလွတ်မြောက်မှာမဟုတ်ဘူးကိုထုံးမောင်။ကျုပ်လွတ်မြောက်ချင်ရင်ကျုပ်ခွန်ကျုပ်အားနဲ့အလွယ်လေးပါ။ IP ထုံးမောင်ဟာပြုံးသွားတယ်။ခေါင်းကိုလည်းခါရမ်းနေ။မလွယ်ဘူးကိုမင်းခေါင်။ဘာကြောင့်လဲဆိုတာခမောက်သိသလား။သူ့ကိုအထင်သေးတဲ့စကားအဖြစ်မင်းခေါင်ယူဆလိုက်မိရဲ့။ IP ထုံးမောင်ကိုလည်းစူးရဲစွာကြည့်လိုက်ကား ခမ ्या ကျုပ်ကိုရှော့တွက်ထားတာပဲကိုထွန်းမောင်မဟုတ်ဘူးကိုမင်းခောင်ရဲ့တစီတကောင်လိုဒန်နာယီလာတခိုးကြီးငတက်ပြားလိုစွမ်းအားရှိတဲ့ခမ ्या ကိုကျုပ်အထင်မသေးရဲ့ပါဘူးခမ ्या ဘာလုပ်နိုင်တယ်လဲဆိုတာကိုခမ ्या တက်တီပြခဲ့တာပဲဒီတက်တီပြခဲ့တာကိုလည်းကျုပ်တင်မကောင်ဗမာပြည်တစ်ခုလုံးကပလိတ်တွေဟာတိထားကြတယ်သူတို့ကခမ ्या လိုလူကိုတန်ကျုံးနဲ့တုံအောင်ထားရုံနဲ့မရဘူးဆိုတာနားလေထားကြတယ် ။ပလိပတ်မှာလည်းအင်းအိုင်လက်ဖွဲ့နဲ့အစီရင်အကြောင်းကိုတီးကြတဲ့ဗမာပြည်အများကြီးပါ။အဲအကြောင်းတတိလစ်နေတဲ့ခမ ्या ကိုဖမ်းမိပြီးတာနဲ့နိုးလာတဲ့ချိန်မှာခွန်အားတုံးလို့မရနိုင်အောင်အထူးစေးပြင်းနေခမ ्या ရဲ့ပစက်ထဲကိုသူတို့ခွန့်တိုက်ထားကြတယ်။ခမ ्या မယုံဘူးဆိုရင်စမ်းကြည့်ပေါ့။မင်းကောင်ကမယုံကြည်ပါဘူးချက်ချင်းပဲလက်စီကချုံနောင်ထားတဲ့တန်ကျိုးတွေကိုစောင့်ဆွဲရုံးကန်လိုက်တယ်။မရပါဘူး။သူ့ကိုသူ့ရဲ့ခန္ဓာကိုယ်စီမှာ အင်အားတွေလုံးဝရှိမနေတယ်လို့ခံစားလိုက်ရတယ်။ အခုနောက်ကတတိယရကျင်းမှာလေးပြင်ပြီးရှိနေခဲ့တာတွေဟာလဲဒါကြောင့်ပဲဖြစ်မယ်ဆိုပြီးမင်းခေါင်တီမိလိုက်တယ်။ IP ထုံးမောင်ကမင်းခေါင်ကိုခက်ပြုံးပြုံးလေးကြည့်လိုက်။ဘလို့လဲကိုမင်းခေါင်မရအောင်မဟုတ်လား။မင်းခေါင်ပြန်မဖြေပါဘူး။အန်ကိုတင်းတင်းကြိတ်ထားမိရဲ့။ IP ထုံးမောင်ကစိတ်မပူပါနဲ့ကိုမင်းခေါင်ခမ ्या ကိုကြုတ်ကဲ့တင်ပါပါ။ကဲကြုတ်ကိုခွင့်ပြုအောင်ဗျာ။ IP ထုံးမောင်ကလှည့်ထွက်သွားတယ်။အခန်းဝစီကိုရောက်တော့ခြေလန်းနေရက်တန့်သွားပါတယ်။ ကိုမင်းခေါင်ခမ ्या ကိုဘသူမှနှောက်ရှက်လို့မရအောင်ကြုတ်ပြောထားခဲ့မယ်။ IP ထုံးမောင်ကပြောပြရနဲ့ထွက်သွားခဲ့ပါပြီ။ဥပထုနဲ့တာနောတို့ပကိုးမျိုးစီကဈေးလေးတစ်ခုထဲမှာရောက်နေခဲ့ကြတယ်။သူတို့နှစ်ယောက်ကမင်းခေါင်ရဲ့တည်င်းကိုတစားနဲ့တစားစုံစမ်းပြီးတော့ဒီထိရောက်လာခဲ့ကြတာပဲဖြစ်တယ်။အကိုကြီးမင်းခေါင်ကိုဒီမှာတွေ့နိုင်ပါမလား။တာနောကမိတော့ဥပထုခေါင်းကိုအသာရမ်းခါလိုက်တယ်။မပြောတတ်သေးဘူးတာနောစုံစမ်းကြည့်ရမှာပေါ့ အာဒီမင်းကောင်ကလေရှာရောက်ဝေးရခတ်လိုက်တာဗျာစိတ်မပြတ်ပါနဲ့ကွာတခြားလည်းမတွေးနဲ့အဓိကအဖြစ်မင်းတွေးရမှာမင်းခေါင်ကဘလို့ဖြစ်ဖြစ်ငါတို့နှစ်ယောက်ရဲ့သွေးတောက်ညီအငယ်ဆုံး तू ကအေးရှိလို့ရှောင်တိန်နေတာအခုငါတို့လိုက်ရှာတယ်ဆိုတာလေညီတယောက်ကိုအကိုနှစ်ယောက်ကလိုက်ရှာတယ်လို့ပဲသတ်မှတ်ထားပါဟုတ်ကွီကျုပ်လည်းဟိုလိုမျိုးတော့မတွေးပါဘူးဗျာအခုကျုပ်စိတ်ထဲမင်းခေါင်အတွက်ကိုစိတ်ထင်ပြီးတော့စိုးရိမ်နေမိတယ် ငါလည်းအတူတူပဲတာနောရဲ့နှစ်ယောက်သာဈေးထဲပတ်သွားပြီးတော့အချီနီကိုလိုက်လံကြည့်နေရဲ့စားတောက်ဆိုင်တစ်ခုရှေ့စီကို ရောက်တော့ဘိုက်ကဆလာတလူဖြစ်တာမို့နှစ်ယောက်သာစားတောက်ဆိုင်တဲကိုဝင်လိုက်ကြတယ်အကူကြီးတို့ဘာများတုံးဆောင်ကြမလဲစားစရာဘာရမလဲစားစရာတော့အစုံရပါတယ်ဗမာအစားအစာမိုးရင်းကားတို့အတုတ်တို့ထမင်းတို့ရတယ်မိုးရင်းကားစားမယ်ကွာနှစ်ပွဲတော့ကိုကြီးအေး ဆိုင်ရကောင်လေးအထဲကိုဝင်သွားတယ်ခဏကြာတော့အငွေတထောင်းထောင်းထနေတဲ့မိုဟင်းကားနှစ်ပွဲကိုကင်ကပြန်ရောက်လာတယ်ဥပဒူနဲ့တာနောတို့ကလည်းမိုဟင်းကားပူပူကိုတယောက်တစ်ပကံဆွဲယူပြီးတော့စားနေလိုက်ကြတယ်ဆိုင်တဲကိုလူတွေထုတ်ဝင်လာကြတယ်နှစ်ဝိုင်းသုံးဝိုင်းလောက်လူပြည့်သွားကြတယ်ခမားတို့ကြားပြီးကြပြီလားဗျအတန်စူးရှားရှားနဲ့ညောင်းနာနာအတန်ရှင်ရဲ့ထူးခြားတဲ့အတန်အင်္ဂါရက်ကြောင့်ဥပဒူတို့အမတ်မထင်နားဆွေမိသွားကြတယ်။ဘာလို့ကြားရမှာတော့ဦးမြတ်ဖြူရဲ့ မျိုးပြင်ကိုရောင်ကြီးတဲမှာကြော်ဟိုးတို့ကိုတက်သွားတဲ့တရခန်ចောင်းလီဗျာဟိုးလူအများကြီးအသက်ခံရတဲ့ကိစ္စလားအေးဟုတ်တယ်အဲ့ဒီလူအများကြီးတက်တဲ့သူကកောင်လေးတယောက်ထဲတဲ့ဟေးဟုတ်လားအဲ့ဒီកောင်လေးကိုမိသွားပြီလားမိသွားပြီဗျာသူနဲ့အတူပါလာတဲ့တငယ်ချင်းဆိုတဲ့တယောက်ကဈေးခတ်ပြီးတော့ပလေးကိုအចောင်းကြလာတာတဲ့ဗျာတစ်ဖက်ဝိုင်းရစကားကိုဥပထူတို့အလုံးစုံကြားမိလိုက်ပြီးတော့ဒီရဲ့ဖြစ်စဉ်အတွင်း သူတို့ပြောနေတဲ့မင်းခေါင်ဆိုတာတေးကြတလောက်ပဲဆိုပြီးတော့တတိချစ်ချယူဆလိုက်ကြတယ်။အကိုကြီးမင်းခေါင်ဖြစ်မယ်ထင်တယ်နော်။တာနောကပြောလာတာဥပဒူကဟုတ်တယ်မင်းခေါင်ပဲ။ကက်ကဖန်းစီထားပြီလို့ပြောတယ်။ဘာဆက်လုပ်ကြမလဲကိုကြီး။သူတို့ဘာဆက်ပြောတယ်လဲနားထောင်ကြမယ်။ပြီးမှဘာဆက်လုပ်ရမလဲဆိုတာကိုသိရမှာပေါ့။ဟုတ်ကဲ့ကိုကြီး။နေရောက်တာမုံဟင်းကစားတော့ချင်းကိုရက်တန့်လိုက်ကြပြီးတော့တစ်ဖက်ကစကားတန်ဒီကိုနားဆွင့်နေလိုက်ကြတယ်။ အခုရောအဲ့ကောင်လေးကိုဘယ်မှာဖမ်းဆီးထားတာလဲလဲပကိုးကတ်ထဲမှာလေလေဟုတ်လားလူအများကြီးတက်ထားတာဆိုတော့တည်တံပေးမယ်ထင်နေနော် အမှန်ပဲတည်တံပေးလီမှာပေါ့တဖက်ကစကားတန်လေးကိုနားဆွေနေရကနေဒီလောက်ဆိုရင်ရလောက်ပြီဆိုပြီးတော့ဥပဒူယူဆလိုက်တယ်။အဲ့ဒါကြောင့်တာနောကိုအတာလက်တို့လေးကတာနောအဲ့ဒီကတ်ကိုဘယ်ရသွားရတယ်လဲဆိုတော့မေးစမ်းကွာဟုတ်ကဲ့ကိုကြီး တာနောကအသာထပြီးတော့တစ်ဖက်ဝိုင်းကဝိုင်းစီကိုလှမ်းပြီးတော့သွားနေပါတယ်။ဒီဟာကိုကြီးတို့ကျုပ်တစ်ခုလောက်မေးလို့ရမလားဗျ။အော်ဘာလို့လဲမသိဘူး။ညောင်နာနာအတန်ဆူးဆူးနဲ့လူရဲ့ပြန်ဖြေတန်းမှာကျုပ်ကအထက်ဗမာပြည်ကလာတာပါ။ဒီမျိုးကဂက်စီမှာကျုပ်ရဲ့ဗာကြီးတယောက်အဖမ်းခံထားရတယ်တဲ့။အဲ့ဒီတော့လာရောက်တွေ့ဆုံတာ။အခုနောက်ကိုကြီးတို့ပြောတဲ့အထက်မှာကတ်တဲဆိုတာကိုကြားမိလေတော့ဘယ်ကနေသွားရတလဲဆိုတာကိုသိလို့လို့ပါဗျာ။ ကျုပ်ကမသွားတတ်တော့မျက်စိလည်ရင်ဒီနားမှနေတော်တော်ကြာနေပြီဗျ။တာနောကအကျိုးအကြောင်းသိအောင်ပြောလိုက်တယ်။ဥပသူကတာနောရဲ့လှုပ်ဆောင်မှုအတွက်အတိမတ်ပြုပြီးတော့ခေါင်းတငိမ့်ငိမ့်လှုပ်တယ်။သူတို့ကိုတောင်စွန်းဝိုင်းစီကလူတယောက်ကမတိမတာအကဲခံနေရဲ့။တောင်ဥပသူရောတာနောရောကတတိမထားမိကြအောင်။ဩဖြစ်မှဖြစ်ရလေဗျာ။ဒီလောက်နီးနီးလေးကိုဟုတ်လားပြောပါအောင်ဗျာ။ဒီကနေအရှိတ်လန်းတိုင်းသွားပြီးရင်ကားလမ်းမကြီးအဲ့ဒီကနေ လမ်းညို့ပြောပြမှုတွေကိုတာနောဟာတည်တည်ကြကြမှတ်သားနေတယ်လို့ဥပါထူကလည်းလိုက်လံမှတ်သားနေတယ်။ခဏကြာတော့တာနောပြန်လာခဲ့ပြီ။တာနောငွေရှင်းလိုက်တော့သွားကြရအောင်။ဥပါထူကပြောတော့တာနောကလည်းဆိုင်ရလူကိုအခေါ်ပြုပြီးတော့ကြားသိငွေကိုရှင်းလေ။ငွေရှင်းပြီးရဲ့အခါကျတော့နှစ်ယောက်သားဆိုင်ပြင်စီကိုထွက်ကြလေ။သူတို့နှစ်ယောက်ထွက်ပြီးတော့မရှိမနှောင်းပါပဲ။ဆိုင်တောင်းစီရသူကလည်းငွေရှင်းပြီးတော့သူတို့ရဲ့အနောက်ပါ မလန်းမကန်းစီရနေလိုက်ပါသွားတော့တယ်။အကို အနောက်ကလူတယောက်လိုက်နေတယ်ဗျ။တာနောရဲ့စကားကြောင့်ဥပတူဟာအနောက်ကိုမတိမတာငဲ့ကြည့်လိုက်တယ်။တာနောပြောသလိုပါပဲ။သူတို့ရဲ့နောက်ပါးစီကနေလူတယောက်မရောမလဲနဲ့လိုက်နေတာကိုမြင်လိုက်ရတယ်။ပုံစံကတကလက်အုပ်ထုပ်ကိုငိုက်ဆိုင်ဆောင်းထားပြီးတော့အင်းကြီးအဖြူကိုဝစ်စင်ကဘောင်းမီရှိကိုတတတရရဝစ်စင်လိုပါ။လက်တဖက်စီမှာတော့ကိုအင်းကြီးလိုယူဆရတဲ့ဘောင်းမီနဲ့အယောင်တူတဲ့အင်းကြီးကိုချိတ်တင်ထားတယ်။သူတို့ရဲ့ရောက်နေတဲ့နေရာကလူသူပြက်လက်ရာနေရာတစ်ခုစီကိုရောက်နေကြပြီ ပလိဘက်ကစုံတော့တယောက်ပဲတာနောရဲ့ဟုတ်လားကိုကြီးကျုပ်တို့ဘာလုပ်ကြမလဲဒီကောင်ငါတို့နောက်ကိုဘာကြောင့်လိုက်နေတလဲဆိုတာသိအောင်လုပ်ရမှာပေါ့အရှိနာမှာလမ်းကွေးတစ်ခုဖြစ်ဖြစ်လမ်းစုံတစ်ခုဖြစ်ဖြစ်တွေ့တာနဲ့ဒီကောင်ကိုတံပြန်ကြမယ်ဟုတ်ကဲ့ကိုကြီးနှစ်ယောက်သာရှေလန်းနေကိုတုတ်ချီတင်လိုက်တော့အနောက်ကစုံတော့လို့ယူဆရတဲ့သူကလည်းခတ်တုတ်တုတ်လှမ်းပြီးတော့လိုက်လာတယ်တိတ်ကြကြမသွားလိုက်ရပါဘူးသူတို့မျောလင့်ထားတယ်လို့လမ်းအစုံတစ်ခုစီကိုရောက်လာတော့ဥပဒူက တာနောကိုအချက်ပြပြီးတော့တစ်ဖက်ကိုသွားစီကသူကလည်းတာနောနဲ့ဆန့်ကျင်ဘက်လမ်းစီကိုလှမ်းဝင်လိုက်တဲ့နှစ်ယောက်စလုံးအနောက်လူရဲ့မျက်ကွယ်စီကိုရောက်သွားတဲ့ချိန်မှာတော့ဥပါထူရောတာနောပါနီးစက်ရတစ်ပင်နေစီကိုအပြေးကတ်လိုက်ကြတယ်။အနောက်ကလိုက်လာတဲ့သူကလမ်းဆောင်စီကိုရောက်တော့တစ်ဖက်ကိုတယောက်ဝင်သွားပြီးတော့လမ်းနှစ်ဖက်မှာတစ်ဖက်စီကိုလိုက်ရမှန်းမသိဘူးဖြစ်သွားတယ်။သူလိုက်လာတဲ့သူနှစ်ယောက်စလုံးကလည်းမြင်ကွင်းကနေကွဲနေပြီးဆိုတော့စိတ်ကဝေခွဲမကြဖြစ်နေခံပါပဲ။တအောင်ပဲကြာလိမ့်မယ်။ တပတ်စီကိုလိုက်ဖို့သာဆုံးဖြတ်လိုက်ပုံရပြီးတော့တာနောဝင်သွားရဘက်ကိုလှမ်းဝင်လိုက်တဲ့အဲ့ဒီသူဟာတာနောပုံးခွေနေရနေရစီကနေအဖြတ်မှာတာနောကဟိတ်ဆိုပြီးတော့နောက်ကနေခုံထွက်ရင်တပတ်ကသူကိုတဆက်တည်းတိုက်ခိုက်လာတယ်။ဒါပေမဲ့တပတ်ကသူဟာတတိလက်လို့ဖြစ်မနေဘူး။တာနောရဲ့တိုက်ခိုက်မှုကိုအသာအရာပဲရှောင်တိန်လို့လက်ပြန်ရိုက်ချလာတယ်။လက်ပြန်ရိုက်ချက်ကတာနောရဲ့ဇက်ပူဖြောင်းကနေအထိကအုတ်ကနေတပတ်စီကိုငိုက်ကြသွားတယ်။ဒီချိန်ရိတ်ကနေရောက်ရှိလာတာကဥပထူး ဥပဒူဟာတဖက်ကသူကိုဝေးဝိုက်တဲ့ခြေကန်ချက်နဲ့ဝင်ရောက်တိုက်ခိုက်လာတယ်။တဖက်ကသူကလည်းမခေပါဘူး။ဥပဒူရဲ့ခြေကန်ချက်ကို ခြေတဖက်ဆန့်ထုတ်ပြီးတော့တုံ့ပြန်တားဆီးလိုက်တယ်။ခြေနှစ်ချောင်းကန်ချက်ကစုံလီပြီးတော့တဖက်တစ်ချက်စီကို ပြန်ချမှာတာနောကရိတ်ခနဲခုံဝင်ရောက်လာပြန်ပါပြီ။တာနောတော်ပြီ။ဥပဒူဟာတားမြစ်လိုက်တော့တာနောတယောက်တန့်ကနေပဲ။ဥပဒူဟာတဖက်ကသူကိုအေးအေးလူလူကြည့်လိုက်တယ်။ ကို့လူဟာစုံတောက်တယောက်ပြီးပြီးတိုက်ရိုက်ခိုက်ရေကောင်းတာပဲတပတ်ကသူဟာစီရင်ညီပြတဲ့သွားလေးတွေပေါ်လွင်အောင် ပြုံးပြလိုက်ပြီးတော့ဒီရဆရာကြီးတို့လောက်တော့ကျုပ်ကတိုက်ခိုက်ရေးပညာမကောင်းပါဘူးဗျာဆရာကြီးတို့တိုက်ကွက်တွေကိုကာကွယ်နိုင်တယ်ဆိုတာကလည်းဆရာကြီးတို့ကကျုပ်ကိုညှာတာပေးတာကြောင့်ပါပဲစကားပြောဆိုကောင်းတာပဲနမေတိပြရစေကျုပ်နမေအိုင်ပီထုံးမောင်ထုံးမောင်ပါဗျာဩကျုပ်တို့ရဲ့စကိုင်းတနေမှာနမေကြီးနေတဲ့အိုင်ပီထုံးမောင်လေး အခုလိုပကိုးမျိုးစီမှာလာပြီးတော့တွေ့ရမယ်လို့ထင်မထားဘူး။ IP ထုံးမောင်ကရည်လိုက်ပါတယ်။ဒီကဥပထူနဲ့ကိုတာနောတို့ရဲ့ညီငယ်စောရမင်းခေါင်ရဲ့နောက်ကိုလိုက်ရင်းနဲ့ကျုပ်ဒီကိုရောက်လာရတာပါ။မင်းခေါင်ရဲ့တည်င်းကိုတော့ဥပထူတို့လည်းတည်ပြီးသားဖြစ်မှာပါ။တည်ပြီးပါပြီ။ဒါနဲ့ဒီက IP ထုံးမောင်ထုံးမောင်လို့ခေါ်လေရပါတယ်ဗျာ။ဟုတ်ပါပြီ။ဒီဟာကိုထုံးမောင်ကျုပ်တို့ရဲ့နောက်ကိုလိုက်လာတာဘာအတွက်များလဲမင်းကောင်လည်းခမည်းတော်ဖမ်းဆီးထားပြီးသားမဟုတ်လား ဟုတ်ပါတယ်။မင်းကောင်ကိုဖမ်းဆီးထားပြီးသားပါ။အခုကျုပ်ဥပထူလူရဲ့နောက်ကို လိုက်ဖြစ်တယ်ဆိုတာမင်းကောင်ကိုကဲထုတ်ဖို့အတွက်ပါ။ဘလို့ပလေးဘတ်တော်သားစုံထောက်တယောက်ကမင်းကောင်လိုမျိုးလူအများအပြားတတ်ထားတဲ့တရားခံကိုလွမြောက်စေဖို့ရာစကားပြောလာလိမ့်မယ်ဆိုပြီးဥပထူတို့လုံးဝထင်မထားမိတာအမှန်ပါ။ကျုပ်တို့မင်းကောင်ကိုကဲထုတ်ရလိမ့်မယ်ဥပထူ။မင်းကပလေးဘတ်ကမဟုတ်ဘူးလား။ IP ထုံးမောင်ကိုဥပထူကမေးခွန်းထုတ်လိုက်တဲ့ ိုက်ပီထုံးမောင်ကခေါင်းကိုညှိလိုက်ပြီးတော့ကြည်လင်တဲ့မျက်နှာထားနဲ့ဟုတ်ပါတယ်ဒါပေမဲ့တစ်ဖက်မှာကျတော့ကျုပ်ကမျိုးချစ်တယောက်ပါမတရားမှုတွေမတမာမှုတွေကိုသဘောမကျလို့သာကျုပ်ဒီလောက်ကိုလုံနေရအခုမင်းကောင်လိုလူမျိုးကျတော့ရှရှားပပလူတယောက်ဖြစ်နေမြင်မိရဲ့သူလိုလူမျိုးကိုထဲထဲဝင်ဝင်ထိန်းကုတ်ပြီးတော့စေပါမယ်ဆိုရင်အမျိုးဘာသာတာသနာအတွက်တကယ့်ကိုထူးကဲတဲ့သူဖြစ်လာမယ်လို့ထင်မိရဲ့။ IB ထုံးမောင်ရဲ့စကားကိုနားထောင်ပြီးတော့ ဥပါထုဟာအလွန်အမင်းစိတ်ချသွားရတဲ့ဟန်ဖြစ်သွားပါတယ်။ကဲထုံးမောင်ငါတို့ဒီအကြောင်းဆိုရင်တော့တည်တည်ကြကြတိုင်မင်မဖြစ်လိမ့်မယ်။ဒီနေရာကြီးမှာတော့မကောင်းဘူးထင်တယ်။ဟုတ်တာပေါ့ဗျာ။ကျုပ်တို့ကောင်းကောင်းမွန်မွန်စကားပြောလို့ရမယ့်နေရာတစ်ခုစီကိုသွားကြမယ်လေ။သုံးယောက်စလုံးပနံတင်ခဲ့ကြတယ်။လက်ရှိရှိနေတဲ့နေရာစီကနေစကားပြောလို့အဆင်ပြေနိုင်မယ့်နေရာကိုရှာဖွေကြတယ်။နေပြောက်တောင်မထိုးနိုင်တော့တဲ့ညောင်ပင်ကြီးအောက်စီကိုရွေးချယ်ဝင်ရောက်လိုက်ကြပြီးရဲ့ခါမှာတော့ သုံးယောက်စလုံးအခုနောက်ကဆွေးနွေးမှုတွေကိုပြန်လည်ဆွေးနွေးကြတယ်။ပထမဦးဆုံးဥပဒူဟာမင်းခေါင်ကိုဘလို့ရည်ရွယ်ပြီးတော့စီရင်မှုပြုပေးခဲ့တယ်လဲဆိုတာကိုပြောပြတယ်။ IP ထုံးမောင်ကတော့မင်းခေါင်နဲ့ပတ်သက်တဲ့အမှုကိစ္စတွေအေးအေးယူခံရနိုင်တဲ့အဖြစ်အပျက်တွေကိုရှင်းလင်းပြောပြတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဆွေးနွေးမှုအားလုံးစီကနေထွက်ပေါ်လာတဲ့အဖြစ်အပျက်ကတော့မင်းခေါင်ကိုသုံးယောက်အသေးစားစီစဉ်မှုနဲ့ကဲတင် ထုတ်ကြမှာဖြစ်ပြီးတော့ ကဲတင်ထုတ်ပြီးနောက်ပိုင်းမှာလည်းလုံဆောင်စရာရှိရာလေးတွေကို၄ရောက်တူတူပေါင်းစည်းတိုင်ပင်လို့ဆုံးဖြတ်ချက်ချကလုံဆောင်မှဖြစ်ပါတယ်။ညကလည်းတိတ်ဆိတ်လွန်းနေတယ်။မင်းကောင်ကိုဖမ်းဆီးထားရကတဲစီမှာတော့မီးရောင်တွေလင်းပြလို့နေတယ်။ IP ထုံးမောင်နဲ့တူတူမင်းကောင်ကိုကဲတင်ဖို့အတွက်ကတဲရဲ့အနာစီကိုရောက်ရှိနေတဲ့ဥပါထူတို့ကတော့ကတဲရဲ့အထဲစီကပလိတ်တရဲ့အခြေအနေကိုတိတ်တဆိတ်အကဲခတ်ကြည့်နေတယ်။အထဲကိုဝင်ပြီးတော့မင်းကောင်ကိုကုမဲ့သူဟာတာနော် ကျန်တဲ့ IP ထုံးမောင်နဲ့ဥပဒူတို့ဟာတခြားတစ်ဖက်စီကနေအယောင်ပြဝင်ရောက်ကကတဲ့ကပလိတ်တွေကိုအာယုံလွှဲထားကြလိမ့်မယ်။သုံးယောက်စလုံးအနက်ရောင်ဝစ်စားတွေကိုဝစ်ဆင်ပြီးတော့မျက်နှာစီမှလည်းမျက်နှာဖုံးတစ်ခုကိုအစင်သစ်ဆွထားကြတယ်။အချိန်နည်းနည်းကြာလာတော့ကတဲ့ထဲစီကိုလူအဝင်ထွက်ကျေးပါလာပြီးကုတာနောဒါကမင်းခေါင်ကိုချုပ်နှောင်ထားတဲ့တော့ရီအဲ့ရကနေလွတ်မြောက်အောင်လို့လှုပ်ရမယ်တော့ဟာဒါပဲ။အားလုံးကိုဒီတချောင်းထဲနဲ့ဖွင့်လို့ရလိမ့်မယ်။ တာနောက IP ထုံးမောင်းပေးလာတဲ့တချောင်းတဲသောတော့တန်ဝန်ကြီးကအမြင်ဆန်းအကြာဆန်းတလို့ဖြစ်နေလေကတည်တည်ချာချာလှဲ့ပတ်ကြည့်လေတယ်။ဥပဒူဟာ IP ထုံးမောင်းကိုကြည့်လိုက်ကဒီတော့ဟာမာစတာကီးဆိုတာလား။အမှန်ပဲဥပဒူကြားဘူးနေရာတော့ကြာပြီအခုမှပဲမြင်ဘူးတယ်။ဒီတော့ကိုဖောက်ထွင်းဝိဆာတယောက်စီအပ်ပြီးတော့တည်တည်ချာချာလှုပ်ထားတာဗျ။အင်းစိတ်ဝင်စားစရာတော့ကောင်းတာပဲ။ကဲဥပဒူအချိန်ကြာပြီစလိုက်ကြစို့။ IP ထုံးမောင်ကပြောလာပါတယ်။၃ယောက်စလုံးကိုစီကိုကလှုပ်ရှားရှိရာတွေကိုလှုပ်ဆောင်ဖို့အတွက်ပြင်ဆင်လိုက်တယ်။ဒါနော်အစင်တင်ပြင်ထား။ငါတို့တော့ဝင်ပြီနော်။ဥပါသူကပြောပြရနဲ့မျက်နှာဖုံးကိုစွတ်လေကဖုံးကွယ်တဲ့နေရာစီကနေလှစ်ခနေပြေးထွက်တယ်။ IP ထုံးမောင်ကလည်းမျက်နှာဖုံးစွတ်ပြီးတော့ထပ်တူပြေးထွက်တာပေါ့။သူတို့နှစ်ယောက်ဂတဲရဲ့မျက်နှာစာစီကို အလင်းအမြန်ပြေးကြပြီးတော့အဆောက်အဦကိုကောက်ယူလာတဲ့ဂဲလုံးနေနဲ့ပြစ်ကလွရစီကိုမျှခေါ်ပြေးကြတယ်။ ပလေးတီကရုတ်ရုတ်တဲတဲဖြစ်ကြပြီလေဦးလေးခမရကတဖက်ပြေးကျုပ်ကတဖက်ပြေးမယ်နှစ်ယောက်သားလမ်းခွဲပြီးတော့ပြေးကြတယ်ပလေးတီကတနက်တီနဲ့လိုက်ကြတယ်ဒီအချိန်မှာအစင်တင်ဆောင်နေတဲ့တာနောကလူရစီကနေပုံးကွယ်ပြေးလေပြီးတော့ဂတ်အသေးကိုဝင်လေတယ်အသေးစီမှာရှိတဲ့ပလေးတယောက်စနှစ်ယောက်စကို တာနောကနင်းနင်းမြန်မြန်ပဲတိုက်ခိုက်လေတယ်တာနောရဲ့တမ်းမာမှုကျွမ်းကျင်မှုတွေကြောင့်ပလေးတီကတယောက်စုတယောက်တစ်ချက်စုတစ်ချက်တိတိတတပဲလဲကြကုန်နေ မင်းခေါင်ကိုချုံနှောင်ထားရအခန်းအားဂတ်တဲရဲ့အနောက်ဘက်ဆုံးနေရာစီမှာရှိနေတာနောကလည်းအချိန်မဆိုင်ပဲနဲ့ IP ထုံးမောင်ပြောပြထားတဲ့အနောက်ဘက်အခန်းစီကိုအပြေးထွက်ခဲ့တယ်။အနောက်ဘက်အခန်းစီကိုရောက်လေတော့မင်းခေါင်ကိုခွေအိတ်နေရာတွေ့ရတယ်။ဒီခိုင်ပြင်ပစီကတနက်ပြစ်ခတ်တန်းတွေထွက်ပေါ်လာတာကိုတာနောကြားလိုက်ရတယ်။အချိန်မရှိတော့ဘူးဆိုတာတာနောသိလိုက်တာမို့အခန်းအတန်တိုင်းကိုထုရိုက်လိုက်ပြီးတော့မင်းခေါင်ဆိုပြီးတာနောအတန်ပေးလိုက်တော့မင်းခေါင်လှုပ်ရှားလာတယ်။ အာရင်ချိနေနေရဟန်ပါပဲတာနောကလည်း IP ထုံးမောင်စီအားရတဲ့တော်နဲ့အချုပ်ခန်းတကာတော့ခလောက်ကိုဖွင့်လိုက်တဲ့တိတ်ပြီးတော့အားမဆိုင်ရပဲနဲ့ဖွင့်လိုက်ရပြီးတော့မင်းခေါင်ရှိအားစီကိုအပြေးလှမ်းပြီးတော့ထူလိုက်တဲ့မင်းခေါင်မင်းခေါင်ဘာတူလဲငါတာနောကမင်းကိုလာခဲ့တာမင်းခေါင်ရဲ့မင်းခေါင်ရဲ့အတန်ကခက်ရရပါတာနောကမင်းခေါင်ကိုတုံအောင်ထားတဲ့တန်ကျိုးတွေတော့တွေကိုလိုက်လံပြီးတော့ဖွင့်ဖြုတ်ပေးလိုက်တဲ့မင်းခေါင်ကိုဆွဲထူလိုက်တော့ပျော့ခွေညင်းညူပြီးတော့လိုက်ပါလာတယ် ဒီချင်းဒီကိုမြင်ပြီးတော့မင်းကောင်လမ်းမလျှောက်နိုင်ဘူးဆိုတာတာနောသိရသွားတယ်။ငါမင်းကိုထမ်းခေါ်မင်းမင်းကောင်။တာနောကပြောပြောဆိုဆိုပဲမင်းကောင်ကိုထမ်းမလိုက်တယ်။ပြီးတော့အချိန်ဆိုင်ထားလို့မရပြီမို့အချုပ်ခန်းထဲကနေအလင်းမြန်ဆုံးပြေးထွက်ခဲ့ပါပြီ။ပြင်ပစီမှာတော့ဥပတူနဲ့ IP ထုံးမောင်တို့ကပလေးတို့ကိုအလုံးရှုပ်အာယုံများအောင်ဤအမျိုးမျိုးနဲ့လှုပ်ဆောင်နေကြတယ်။ပလေးတရာသူတို့ကိုတနက်တီနဲ့လိုက်လံပစ်ခတ်နေကြတယ်။ ကတဲ့ဤတစ်ခုလုံးတနတ်တန်နေစုညံနေပြီးတော့ရှိရှိသမျှပလိတ်တီဟာလဲကျူးကျော်လာသူနှစ်ယောက်ကိုအတိဖန်းအရှင်ဖန်းဖန်းစည်းနိုင်ဖို့အတွက်ကြိုးစားနေကြတယ်။ဒါမင်းခေါင်ကိုကယ်ထုတ်လာတဲ့တာနောအတွက်ကတော့အခွင့်အရေးကောင်းတစ်ရက်ပါပဲ။ကတဲ့ရဲ့ထဲကနေလွတ်လွတ်ကင်းကင်းနဲ့တာနောထွက်လာနိုင်ခဲ့ပြီးတော့ပလိတ်တီမရှိရနေရာစီကနေပြင်ပကိုဘေးကင်းကင်းနဲ့ထွက်ခွာနိုင်ခဲ့ပါပြီ။အပြင်ရောက်တော့လုံကြုံရနေရာတစ်ခုထိတာနောဆက်ပြေးခဲ့တယ် မင်းကောင်ကတော့ပကုံးထက်စီမှာတတိယတစ်ချက်မရတစ်ချက်နဲ့တော်တော်ဝီဝီနေရာအထိတာနောဆက်ပြေးခဲ့တယ်။လုံကြုံရနေရာစီကိုရောက်လာပြီဆိုတော့တာနောခဏရက်တန့်လိုက်ပြီးတော့မိကြီးတခုကိုထုတ်ကောင်းကောင်းကင်စီကို ထိုးပြီးတော့ပြစ်ဖောက်ကဥပဒူနဲ့ IP ထုံးမောင်တို့စီကို အချက်ပေးလိုက်တယ်။နောက်တော့၃ယောက်သားချင်းစုထားရနေရာစီကိုဆက်လက်လို့ထွက်ပြေးခဲ့ပါတော့တယ်။ကောင်းကင်စီကမိကြီးတစ်ချက်ပြတဲ့ဒီရဲ့အချက်ပြတဲ့ကိုကြားမိလိုက်တာနဲ့ကတဲ့ထဲမှာပလေးတီကို ပြေးလွှားရှောင်တိန်ရင်ရှိနေခဲ့တဲ့ IP ထုံးမောင်နဲ့ဥပအထူတို့ကကိုစီကိုစီရောက်ရှိနေတဲ့နေရာစီကနေအပြင်စီကိုဖောက်ထွက်လို့ပြေးကြပါတယ်။နှစ်ယောက်စလုံးဟာကိုခံပညာရက်ကိုကျွမ်းကျင်ကောင်းမွန်တဲ့သူတွေကြီးပဲဆိုတော့အခက်ခဲမရှိပဲထွက်နိုင်ခဲ့တယ်။ကတဲရဲ့အထဲမှာတော့ပလိတ်တချို့ကြံရစ်ကြပြီးတော့သူတို့နှစ်ယောက်ကိုတနက်တီနဲ့လိုက်လံလို့ပြစ်ခတ်ကြပါသေးတယ်။အဲဒီချိန်ပလိတ်တချို့ကတော့မြေစီမှာ ဂတ်တဲရဲ့နေရာတချို့စီမှာဥပထုနဲ့ IP ထုံးမောင်တို့ရဲ့ဂဲလုံးလေးတွေနဲ့တိုက်ခိုက်တဲ့အတန်းကြောင့်လဲကျနေကြပါတော့တယ်။ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်ရက်တွေမှာလည်းပရိသတ်ကြီးတို့အတွက်စိတ်ဝင်စားဖို့ရကောင်းတဲ့ဇလန်းလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ပရိသတ်တို့အားလုံးကစောင့်မျှော်အားပေးပြီးတော့နားဆင်ပေးပါအောင်နော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။